အလုံးပဲမင်္ဂလာပါ Jane Human Resource Development Center မှာပြန်လည်ကြိုဆိုပေးလိုက်ပါတယ်ကျွန်တော်2026ခုနှစ်မှာလုပ်ငန်းတွေပုံမျိုးတိုးတက်စီဖို့အဓိကစဉ်းစားစရာတစ်ချက်ရှိပါတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင် output based assessment လို့ခေါ်ပါတယ်အဲ့တော့ output based assessment ဆိုတာက ဝန်ထမ်းတို့ရဲ့အလုပ်ချိန်တွင်မှာထွက်ပေါ်လာတဲ့ရလက်ကိုအရိကတိုင်းတာတဲ့စနစ်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရှေ့မှာသင်ခန်းစာတွေသင်ခဲ့ပေးပူးပြပါပြီကျွန်တော်တို့ project တိုင်း project တိုင်းမှာ input process output အောက်ကန်းဆိုပြီးတော့ကျွန်တော်တို့ကအဆင့်40ရှိတယ်ပြန်ပြောမယ် input process output အောက်ကန်းဆိုတဲ့အဆင့်40ရှိတယ် input ပေါ်မှာတိုင်းတာလား အောက်ဘပေါ်မှာတိုင်းတာလားအောက်ကမ်းပေါ်မှာတိုင်းတာလားကျွန်တော်ကြည့်ရတာကနော်ကျွန်တော်ကအခုစနစ်ကဘာကိုအကဲဖြတ်မှာလဲ output based assessment နော် output ပေါ်မှာ track ကုန်ပေါ်မှာကျွန်တော်တိုင်းတာမှာအဲ့တော့ရေရိုးရှင်းရှင်းပြောရလို့ရှိရင်တော့ဝန်ထမ်းတယောက်တနေ့ကိုထမင်းစားချိန်၃နိုင်ကြာတယ်ဗျာထမင်းစားချိန်၃နိုင်တော့တူပြီးတော့ तू ကယူပြီးစားတာ အဓိကကြတာလားအဲ့ဒါဇီစနစ်ကစနစ်ဟောင်းပေါ့ဗျာအဲ့တော့ output base ကိုအဓိက focus လုပ်မယ်ဆိုရင်အဲ့ဒီဝန်ထမ်းကသူ့ကိုသတ်မှတ်ထားတဲ့တက်ကရှင်မန်းချက်၅ခုကိုတရားရဂန်တို့ပြည့်မိအောင်ဆောင်ရနိုင်တယ်ဆိုရင်ဒါက output base ပေါ်မှာကျွန်တော်တို့က focus လုပ်ပြီးတော့เนาะကျွန်တော် assessment အကဲဖြတ်တဲ့နည်းပဲဖြစ်တယ်အဲ့တော့ကျွန်တော် output base assessment ဆိုတာက เนาะဒီစနစ်ကိုဒီစနစ်ကအာယုံစမ်းမှုကလောက်တဲ့အလုတ်ချိန်ပေါ်မှာ focus လောက်တာမဟုတ်တော့ဘယ်နဲ့ output လို့ခေါ်တဲ့သူ့ရဲ့ပြီးမြောက်တဲ့အရာပေါ်မှာကျွန်တော်ချင့်ကတ်တာဖြစ်တယ်အဲ့တော့သူကအစဉ်ပြေလို့အလုတ်လို့เนาะကျွန်တော်ပုံစံတော့စနစ်တော့ချပြရပါလေเนาะအချိန်ပေါ်မှာကျွန်တော်မစဉ်းစားတော့ပဲရုံးတက်ချိန်ရုံးသိမ်းချိန်အချိန်မှန်ချိန်ပေါ်ကျွန်တော်မစဉ်းစားတော့ပဲနဲ့သူ့ရဲ့ရလက်ပေါ်မှာပဲကျွန်တော်စဉ်းစားတာကို output base assessment လို့ခေါ်ပါတယ်အဲ့ဒီနည်းကိုကျွန်တော်2026မှာလုပ်ငန်းရှင်တွေကစတင်ပြီးတော့ကဘာမှာအသုံးပြုလာတော့မှာဖြစ်ပါတယ်ဒီနည်းကိုပညာရှင်တွေကအကြံပေးတာဖြစ်ပါတယ်ဟုတ်ပြီထပ်ပြောမယ်ဘာကြောင့်ဒီစနစ်ကို ပြောင်းသုံးသင့်တာလဲ output based assessment ကိုဘာကြောင့်ပြောင်းလုံးသင့်တာလဲဝန်ထမ်းဘက်ကအားတာချက်တွေကြည့်မယ်ဆိုလို့ရှိရင်ဝန်ထမ်းတွေရဲ့ဝန်ထမ်းတွေရဲ့ motivation ဖြစ်စေဖို့ဖြစ်တယ်တော့ဝန်ထမ်းအလုပ်လုပ်ကလွတ်လပ်တယ် သူ့ရဲ့ကိုယ်ပိုင်အချိန်ဇာတ်တန်းကိုပို့ပြီးထရောက်စွာအလုံးလုံးနိုင်တာတယ်နောက်တော့ကသူကလုံးလက်လက်လုံးရတယ် motivation ဖြစ်သွားတဲ့အတွက်ကြောင့်တည်ထွေမှုအားကောင်းလာတယ်သူရောက်ကမဲ့ရလက် ပေါ်မှာအယုံဆိုင်ရတဲ့အတွက်ပို့ပြီးကောင်းမွန်တဲ့နီလန်းသစ်တွေကိုရှာဖွေလာနိုင်တယ်နောက်တော့ကသူကအောက်ဘပေါ်မှာပဲတိုင်းတယ်သူ့ရဲ့အလုံးချိန်တွေဘာမကြည့်ရတော့ကြောင့်သူကပဲလေစိတ်မကျဉ်းချော်ဘူးစိတ်ပြည့်စုံမှုနဲတယ်အဲ့ဒါကကြတော့ အချိန်မီရုံရောက်ရန်ဆိုတဲ့ဖိအားတွေကတည်းကဲလို့ပြီးတော့အည်သွေးပြည့်တဲ့အလုတ်ပြည့်ရန်ဆိုတဲ့ရည်ရွယ်ချက်ကိုကျတို့ကရှိစေတယ်ပေါ့ဒါကဝန်ထမ်းဘက်ကအားသာချက်ဝန်ထမ်းတွေကို motivation ဖြစ်စေတဲ့ output based assessment တစ်ခုဖြစ်တယ်ဗျနောက်တစ်ခါအလုတ်ရှင်ဘက်ကရောဘာတွေအားသာကားလဲဆိုဒီစနစ်ကိုအသုံးချပြီးအလုတ်ရှင်တွေဘာတွေကောင်းသွားလဲဆိုတော့ဝန်ထမ်းဆန်းဆောင်ယူမမှန်ကန်တိုက်တာနိုင်ခြင်းတဲ့ ရုံးမှာထိုင်နေပေမဲ့အလုံးမလုံးတဲ့ဝင်နှင်းနဲ့အိမ်ကနေရက်လက်ကောင်းကောင်းထုတ်နိုင်တဲ့ဝင်နှင်းကိုခွဲခြားသိရှိသွားနိုင်တယ်ဗျဒါလေးလည်းရှိတယ်နော်နော်နောက်တစ်ခါ hybrid remote word အတွက်အထောက်အကူဖြစ်ခြင်းနဲ့ဝန်ထမ်းတွေဘယ်မှာရှိရှိ သူတို့ရဲ့ရလက်ကူပဲတိုင်းတာနိုင်ခြင်းအလုံးနဲ့အလုံးမှာလုံတဲ့နီးအိမ်မှာလုံတဲ့နီးနှစ်ခုကိုပေါင်းပြီးလုံအထောက်အကူပြုတယ်အဲ့ဒီစနစ်ကိုအထောက်အကူပြုစေတဲ့အတွက်ကြောင့် ဝန်ထဲနေဘယ်မှာပဲလှုပ်လို့အိမ်မှာပဲလှုပ်လို့ရုံးမှာပဲလှုပ်သူတို့ရဲ့ရလက်ကိုတိုင်းတာနိုင်တဲ့ဤတစ်ခုဖြစ်သွားတယ်လုပ်ငန်းတိုးတက်မှုရှင်းလင်းခြင်းဆိုတဲ့အပိုင်းမှာကြတော့ဘယ်ဌာနကဘယ်လောက်ရလက် ထွက်နေလဲဆိုတာကိုတိတာထင်ရှားသွားတယ်ဗျနော်အဲ့တော့အကောင့်တွေပေါ်ပဲဤတဲ့နော်အကောင့်တွေပေါ်တဲ့ဤကိုလည်းကျွန်တော်စဉ်းစားရမယ်အစင့်တရှင်းလင်းတဲ့ရည်မှန်းချက်တွေတတ်မှတ်ပါတဲ့ အဲ့တော့ output based assessment ကိုကျွန်တော်အသုံးပြမယ်ဆိုလို့ရှိရင်ရှင်းရင်းတဲ့ရည်မှန်းချက်တွေသတ်မှတ်ပါဥပမာဒီလထဲမှာဖောက်တဲ့အသစ်10ဦးနဲ့စာချုပ်ချုပ်ဆိုရင်ဒီတစ်လအတွင်းဖောက်တဲ့10ဦးစာချုပ်ချုပ်ဆိုနိုင်ပြီးတော့သူကသူအဆင်ပြေသလိုယုံတဲ့အဆင်ပြေသလိုယုံလားအိမ်ကနေပဲယုံအလုပ်ကိုလုပ်လို့အရေးကြီးတာကဒီတစ်လအတွင်းမှာဖောက်တဲ့အသစ်10ဦးနဲ့စာချုပ်ချုပ်ဆိုရမယ်ဒီလို ရှင်းလင်းတဲ့ရည်မှန်းချက်သတ်မှတ်ကမယ်နော် ဲ့တော့အဲ့ဒီရီမန်းချက်ကလည်းစမတ်ကြရမယ်နော်အဲ့ဒီရီမန်းချက်ကလည်းစမတ်ကြရမယ်နော်အဲစမတ်တွေဘာတွေကဒါလူတိုင်းလူတိုင်းလူတိုင်းဒါတွေမန်နေဂျမန့်သွားမဲ့သူတွေဆိုရင်ပူနားလဲပါတယ်အဲ့တော့အစစ်နှစ်ရလက်ကိုတိုက်တာနိုင်မဲ့ကိရိယာတတ်မှတ်ပါတဲ့။နော်။ Define measurement tools တဲ့ KPI ပေါ့နော် Key performance indicator တွေတတ်မှတ်ပါ။ဒါတွေကလည်းသင်ခန်းစာတွေလူတိုင်းနားလည်တယ်။အဲ့တော့ဘယ်ဌာနအတွက်ဘယ်အသင်းအတွက် ဘလောက်နှုံးယီမန်းချက်ဘလောက်နှုံးလောက်ကမယ်စသဖြင့်ဘာဖြစ်လဲအဓိကယီမန်းချက်အဓိကတိုက်ရမယ်ကရိယာ KPI ရင်တတ်မှတ်ခိုင်းတယ်နောက်တစ်ခါအဆင့်သုံးပုံမှန်ပြန်လဲသုံးသက်ပါဟုတ်ပြီကျွန်တော်စသောကအဆင့်တစ်တည်းနှစ်တည်းလုတ်ပြီးတဲ့ခါကျတော့ပထမတစ်ကြိမ်သို့မဟုတ်တလတစ်ကြိမ်ဟိုတစ်ပတ်တစ်ကြိမ်သို့မဟုတ်တလတစ်ကြိမ် သူတို့ကိုဒီစနစ်အောင်မလုံနိုင်လဲမလုံနိုင်လဲဆိုဝန်ထမ်းတွေတွေ့ပြီးတော့ရလက်တွေကိုဆွေးနွေးပါတဲ့ပြောရလို့ရှိရင် အောင်မြင်တယ်ဆိုရင် အောင်မြင်မှုတက်ကိုအတိမတ်ပြုပါ အခက်အခဲရှိတာတွေကို ဖြေရှင်းပေးပါတဲ့ဟုတ်ပြီအဲ့တော့2026မှာလုပ်ငန်းရှင်တွေက အောက်ဘိုဘေ့စ်ကို အသုံးပြုခြင်းအဖြစ်နော်လုပ်ငန်းရှင်တွေအတွက်နောက်ဆုံးညှိကုန်းနေနဲ့ဗာပြောကျင်တာလဲဆိုတော့ဝန်ထမ်းတွေရုံးကိုမနက်9:00ရောက်သလားဆိုတာထက် ဒီနေ့သူတို့ဘာကြိုးကျေးဇူးထွက်ပေါ်စေခဲ့လဲဆိုတဲ့မိကုန်းကိုမေးတက်ဖို့အရေးကြီးပါတယ်တဲ့အဲ့တော့ output based assessment ဆိုတာယုံကြည်မှုပေါ်အခြေခံနဲ့စီမံခန့်ခွဲမှုပုံစံဖြစ်ပြီးတော့2026မှာသင့်လုပ်ငန်းကိုရလတ်အရှိဆုံးဖြစ်အောင် ကူညီနိုင်မဲ့ကျိုးတချောင်းတဲ့သောပညာဖြစ်ပါတယ်ဆိုတဲ့အကြောင်းကိုပြောကြရင်ねကျွန်တော်ဂျင်းကျော်လင်မှာ ဒီကောက်ကြောက်လိုက်ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်မင်္ဂလာနံနံခင်းလေးဖြစ်ကြပါစေ